ဒါရိုက်တာတယောက် ပေါ့နော်နာမည်တော့ထည့်မပြောတော့ဘူးအဲဒီဒါရိုက်တာတယောက်ကို420နဲ့တရားဆွဲထားတယ်ဒီတက်တေတွေရောဒီလိန်နဲ့ဒီဒါရိုက်တာကိုပြောခြင်းလဲနင်တို့လောက်တာလူမှားနေပြီလို့သိလားရှင်နဲ့အောင်လာမလုံးနဲ့မရဘူးလို့ကျမကိုလာလိန်လို့မရဘူးဆိုတော့ကျမပြောခြင်းတာလိန်နဲ့လို့ဆိုကျမ fight မှာပါလို့အာလာပြောတာ တယောက်မှချန်ပေးမှာမဟုတ်ပါဘူးအကုန်ဖိုက်မှာပါလို့စင်ချစ်သူတွေအတွက် Lucky Time မြန်မာရဲ့ Summer Special Promotion ကြီးလာပါပြီ19ရက်လေးလ2025မှာ30ရက်5လ2025အတွင်းဝယ်ယူအားပေးတဲ့စင်ချစ်သူများအတွက်ပစ္စည်းတစ်ခုဝယ်ယူပါက30%အထူးလျှော့သည်ပစ္စည်းနှစ်ခုဝယ်ယူပါက35%အထူးလျှော့သည်ပစ္စည်းသုံးခုနဲ့သုံးခုချက်ဝယ်ယူပါက40%အထူးလျှော့သည်တွေကို ခန်းစား권ပေးသွားမယ်အပြင်စေသိမ်းမောဝယ်ယူတာနဲ့ကြာမိုးကြီးကားခန့်ချူခွင့်ကူပွန်တစ်ဆောင်တော့ရရှိမယ်ခွင့်ရည်ကြီး။ရာသက်ပံအလဲစီရောအယောင်စီရောအထူးခွင့်ရည်ကြီး။ချက်ချင်းဝယ်ချက်ချင်းပေါက်စေသိမ်းမောင်း900ငွေသားစုများစွာအပါအဝင်ကြာမိုးကြီးအိမ်သုံးလျက်စစ်ပစ္စည်းများစွာကြာမိုးကြီးကားပိုင်ဆိုင်권ကြီးကလည်းမကြခင်မှာမဲမဲရွေးချယ်ရတော့မှာဖြစ်ပါရဲ့ရှင်။မေလာကုန်ချိပဲရရှိမယ်ဒီခွင့်ရည်ကြီးနဲ့ လဲသွားရတဲ့သူမဖြစ်ရလေအောင်တန်စီစီဂျော်ရီမော်ကြီးရဲ့မြင်နေတတ်မှရှိတယ်တန်စီစီရှုံကြီးရှင်ဘုံသားလျောင်းခတ်မနဲ့နေ့စဉ်ချုပ်ရနေတဲ့လိုက်စေးကြီးများတွင်မှလိုင်းအောင်ဝယ်ယူအားပေးနိုင်မှာကြောင့်ဖိတ်ခေါ်လိုက်ရပါတယ်ဖြစ်သွားရည်လဲဆိုတော့အခုလက်ရှိရတော့ဗောနော်ဒီအမကိုဟိုဥစားဗောနော်အမကိုစစ်တာတော့ပြီးသွားပြီဘာအမှုနဲ့လဲဆိုတော့ဒါဟိုဟာဗောနော်420နဲ့ဗောနော်အမတရားဆွဲထားတာဒီဒါရိုက်တာတယောက်ဗောနော်နာမည်တော့ထည့်မပြောတော့ဘူး အဲဒီ director တယောက်ကို420နဲ့တရားဆွဲထားတယ်။ဘာလို့လဲဆိုတော့ဒီဟိုဟာပေါ့နော်အမားနဲ့ဟိုဟာပေါ့နော်စာချုပ်ချုပ်တုံးကဒီဟိုဟာပေါ့နော်ဒီခုနှစ်ထွေတာကျိုးကိုစွမ်းပိုင်ရေးတဲ့ဇက်နဲ့အမားတို့ကဟိုစာချုပ်ချုပ်ထားလိုက်တယ်ပေါ့နော်။ပြီးလဲပြီးရောဒီစာချုပ်ချုပ်တဲ့အချိန်မှာအမားဆင်ရင်သိန်း130ပေးပြီးသွားပြီ။ပြီးလဲပြီးရောစင်စာတင်မယ်လို့ဆိုလဲဆိုတော့ဒီအတ္တမယာဆိုတဲ့ဇက်ကြီးကိုလာပေးတယ်။အတ္တမယာဆိုတဲ့ဇက်ကိုလာပေးတယ်လာပေးတဲ့အခါကျတော့အမားကမေးလိုက်တယ် ဒီအတ္တမယာနဲ့ပေါ့နော်ဒီမှာတိုင်တယ်တယ်လဲလွှဲနေပေါ့နော်ဇက်လန်ဇက်ညူရေးတဲ့သူတွေလဲလွှဲနေတယ်ဘာကြောင့်လဲပေါ့နော်မေးတော့သူကဘာမှမဟုတ်ဘူးရညီမလေးတဲ့စွမ်းပိုင်ရဲ့ဒါကလောင်နမယ်ပေါ့နော်ဒီဒီဘက်ကအာဒီဒီဘက်ကပေါ့နော်เออถ้าไทบาร์ดิบักกะซะลันเสียตะหยอกนำเมไม่ပြောခြင်းလို့เนาะအဲ့ဒါသူ့ရဲ့တဲ့အဲနမေဖြောင်းနဲ့ဆိုအစွမ်းမရဲ့နမေဖြောင်းနဲ့ဆိုပြောတော့အဲဟဲ့လားအဲ့လိုဆိုလို့ရှင်လဲ အဲဒါဆိုလို့ရှိရင်ဒါဇလန်းဆန်ညူရေးတဲ့သူကတဦးတည်းလားတယောက်တည်းလားလို့မေးတော့ဟုတ်တယ်တဲ့ဇလန်းဆန်ညူရေးတဲ့သူကတဦးတည်းပါတယောက်တည်းပါတဲ့ဒီဒါရိုက်တာအမကိုပြောတယ်ပြောတော့အမကလည်းအေးဒီအမှုပညာတိုင်းဝိုင်းတွေကလောကတွေကမဟုတ်ဘူးကွယ်တည်းမဟုတ်လားအဲ့တော့ तू ပြောတဲ့စကားတို့အမကယုံပြီးတော့ဒီဥစ္စာပေါ့နော်စင်စာတင်တဲ့အချိန်မှာအမကဒီအတ္တမယကိုအမကလက်တာဟတ်နဲ့လက်မထိုးပေးလိုက်တယ် လက်မှတ်ထိုးပေးလိုက်တယ်ဆိုတဲ့ခါကျတော့အဲဟိုဒါလည်းလက်မှတ်ထိုးပေးလိုက်တယ်ဆိုတာကလည်းဒီခုနှစ်ထွေကကြိုးဇလန်းဇက်ညူရေးတဲ့သူနဲ့ဒီဘက်ကအတ္တမယာဇက်လန်းဇက်ညူရေးတဲ့သူနဲ့ကတအူးတွေပါတယောက်တည်းပါလို့အမကိုပြောလို့အမကလည်း ဒါလက်မှတ်ထိုးပေးခဲ့တယ်ပေါ့နော်ဒီကြားထဲမှာအမကကိုစွမ်းပိုင်ကိုရှာတာပေါ့နော်ရှာလဲရှာရောကိုစွမ်းပိုင်နဲ့အမကသွားတွေ့တယ်သွားတွေ့တော့ဒီ6လပိုင်း21ရက်နေ့မှာကိုစွမ်းပိုင်နဲ့သွားတွေ့တယ်တွေ့လဲတွေ့ပေါ့ကိုစွမ်းပိုင်လို့ဒီဘက်ကဟိုဇက်လန်ဆန်ညိုရေးတဲ့သူနဲ့ဒီဘက်ကခုနထွေကကြိုးရေးတဲ့ကိုစွမ်းပိုင်နဲ့ရာလို့ဒီပေါ့နော်ဒီမောင်သစ္စာနဲ့ဒီကိုစွမ်းပိုင်နဲ့ရာလို့ဒီဘက်ကဟိုအတ္တမာယာနဲ့ ဟိုပါပေါ့နော်ဇလန်းဆန်ညွှန်းရေးတဲ့သူကတဦးလေးလားလို့ဆိုမေးတော့လေမြမလေးကဘာမှမဆိုင်ဘူးကဲ့အဲဒီဘက်ကတဲ့ခုနှစ်ထွက်ကကျွာဒီစွမ်းပိုင်ဆိုတာသူတို့ရဲ့ဇက်ပေါ့နော်အဲဒီဘက်ကအတ္တမာယာဆိုတာဒါတသက်တရာဟုတ်တယ်အကူလို့ကလည်းအဲ့ဒီသတင်းကိုကြားတယ်ပေါ့နော်တကယ်လို့ညီမလေးတို့ကအဲရိုက်ခဲ့မယ်ဆိုလို့ရှိရင်အကူတို့ဘက်ကလည်းကန့်ကွက်ဆရာရှိရာကန့်ကွက်မယ်အဲတရားဆွဲဆရာရှိရာလည်းဆွဲမယ်ပေါ့နော်ကိုစွမ်းပိုင်ကအဲ့လိုပြောတာအဲ့လိုပြောခါကျတော့အမက အမအားနဲ့ဒီဒါရိုက်တာနဲ့အမတို့ကပြောတာပေါ့နော်အမနဲ့စာချုပ်ချုပ်ခဲ့တဲ့ဒါရိုက်တာအမကပြောတာပေါ့နော်ကဲဟိုပါပေါ့နော်ခမားဒါဘလို့ရှင်းပေးမလဲပေါ့နော်ကိုစွမ်းပိုင်နေလဲကျမတို့ကထိတ်တိုက်တိုးပြီးသွားပြီဒါကတူးတယ်လည်းမဟုတ်ဘူးတယောက်တယ်လည်းမဟုတ်ဘူးအဲ့တော့ဒီဘက်ကဒီဒါရိုက်တာဘလို့ရှင်းပေးမလဲပေါ့နော်ပြောတဲ့ဥစ္စာကို तू ကအဲဟိုပါပေါ့နော် ဒီဒီဒီအတ္တမာယာနဲ့ဝယ်သွားရိုက်မှာတဲ့အတ္တမာယာနဲ့ရိုက်မယ်ဆိုတာကြီးကသူကခုနှစ်ထွေကဂျိုးရဲ့ကိုစွမ်းပိုင်ရဲ့ဇက်ကိုသူကကြိုးရို့ယူထားတာယူထားတဲ့အခါကျတော့အမားတို့ကဒီဇက်ကိုရိုက်ခဲ့လို့ရှိရင်အမကပရိုဂျူဆာပေါ့နော်ကိုတရားဆွဲခံရမှာလေအဲ့တော့ကိုဟိုဟာဖြစ်မဲ့အလုပ်ကိုကိုလည်းမလုပ်ဘူးနေနော်အဲ့တော့ကဲအားလုံးပဲကိုစွမ်းပိုင်တို့နဲ့ဒီဟိုဟာပေါ့နော်ဒီဒါရိုက်တာတွေနဲ့အမားတို့နဲ့ပေါ့နော်အားလုံးမျက်နှာစုံကြီးညှိလိုက်တယ်ညှိလိုက်တော့ကဲပေါ့နော်ဟိုဟာပေါ့နော် အကိုညှိပါကိုစမ်းပိုင်ကန်းညှိပါအဆင်ပြေအောင်ညှိပါအဆင်ပြေရင်တော့ကျမတို့ကဒီဇက်လန်းကိုထက်ရိုက်မယ်အဆင်မပြေရင်တော့အဲကျမတို့စာချုပ်ဖြတ်သိမ်းမယ်လို့စာချုပ်ဖြတ်သိမ်းမယ်ဆိုအားနဲ့သူတို့ညှိရညှိရညှိရဘလုံးကအဆင်မပြေဘူးနောက်ဆုံးကျတော့ဘလို့ဖြစ်သွားလဲဆိုတော့ကျမစာချုပ်စာချုပ်ဖြတ်သိမ်းမယ်ဆိုတော့ကျမနဲ့ကျမနဲ့သူနဲ့စီရန်ပေးထားတဲ့ငွေသိန်း130ရဲ့စာချုပ်ကိုဖြတ်သိမ်းခဲ့တယ်ဖြတ်သိမ်းခဲ့ပြီးတော့ဒီဘက်အနောက်မှာပေါ့နော်ဒီစာချုပ်ရဲ့ဒီဘက်အနောက်မှာ ီဒါရိုက်တာကဟိုဟာပေါ့နော်ဒီမှာဟိုဟာ2024 6လပိုင်း20ဟိုဟာပေါ့နော်6လပိုင်း24ရက်နေ့မှာအမတို့ရှင်းနေ9လပိုင်း30ရက်နေ့2024ပေါ့နော်음330ပြန်ပေးမယ်ဆိုတော့ဒီမှာလက်မှတ်ထိုးထားတယ်လက်မှတ်တွေသူ့ရဲ့တက်သေးတွေရောအဲကင်မရာငှားစားတဲ့နမဲကြီးကင်မရာငှားစားတဲ့ကင်မရာပစ္စည်းတွေစက်ပစ္စည်းတွေငှားစားတဲ့လူကအတိတ်တည်းအဖြစ်အဲလက်မှတ်ထိုးထားတယ်နမဲတော့အမထက်မပြောဘူးပေါ့နော်အဲ့ဒီတော့ ဲ့ဒီလူလည်းတက်တဲ့အဖြစ်လက်မှတ်ထိုးထားတယ်ခုနလပိုင်း30ရက်နေမှာအမရဲ့ဒီပတ်စံ330ကိုပြန်ပေးပါမယ်ဆိုပြီးတော့လက်မှတ်ထိုးထားတယ်အဲ့ဒီတော့ခုနလပိုင်း30ရက်နေမှာလည်း ပြန်ပေးဖို့အစီအစဉ်လုံးဝမရှိဘူးအဆက်တည်းလည်းလုံးဝပြတ်ထားတဲ့အတွက်အမားတို့က notice ပို့ပြီးတော့အကြောင်းကြားတယ်အကြောင်းကြားတော့သူတို့ဘက်က notice စာပြန်လာတယ်ပြန်လာပြီးတော့ဘလို့မှလည်းခြားထဲမှာလည်းအဆင်မပြေဘူးအားနဲ့အမားကဒီမှာအဲတရားဆွဲထားတယ်ပေါ့နော်420နဲ့အမားတရားဆွဲထားတယ်ဂျားထဲမှာညှိရဆိုလို့ရှိရင်တော့မှအမားပတ်စံသိန်း130ရရမယ်30ကိုအမားကလျှော့ပေးမယ်နေငါ့ကို100ပဲပေးတရားတော်မှာငါ90တစ်ဖြက်ယူမယ်နောက်3လနဲ့ငါ90တစ်ဖြက်ယူမယ်အဲ့ဒီလောက်ကြီးထိကျမလျှော့ပေးပြီးွားပြီး အမှုရေးဆိုင်တာလည်းအခုဆို9လလောက်ရှိပြီ9လ10လလောက်အဲရှိပြီရှိပြီဆိုတော့ကျမအဲ့လောက်ရှော့ပေးတယ်အဲ့ရှော့ပေးတာလည်း तू ကနောက်ထပ် ထပ်ပြီးတော့တင်းနေတော့မယ်အဲ့တော့ရပါတယ်ထပ်ပြီးတော့အဲတင်းပါကျမကဆက်ပြီးတော့ fight ပါမယ်လို့အဲအဲ့ဒါလေးလာပြောတာပေါ့နော်အမတို့ကကွာအပြင်က စီဝိုင်းသမားတွေအဲဒီအမှုပညာလောကကိုဒါအခုမှဝင်ပြီးတော့ကိုရီးယားဟိုဟာပေါ့နော်လက်ရှိမှာ producer ဆက်လုပ်တာပေါ့နော်ဆက်လုပ်တဲ့အချိန်မှာဒါမျိုးကြီးတိုးတယ်ဆိုတော့လေဟိုဟာပေါ့နော်အဲတော်တော်စိတ်ပြက်စရာကောင်းပါတယ်ကျွန်မကအဲ့လိုလိန်နေလို့ဆိုလို့ရှိရင်ကျွန်မကအဲသူများတော့မသိဘူးပေါ့နော်ဟိုရှင်နေအောင်တော့လာလိန်လို့မရပါဘူးလို့လာလိန်လို့ရှင်တော့ကျွန်မက fight မှာပါလို့အာလာပြောတာ ဘလို့ကြောင့်လို့လဲဆိုဂုံတိတ်ခါအရာလဲအရန်ကြာစင်းနေပေါ့နော်။ဘာဖြစ်လို့လဲဆိုအမားတို့ကအဲနာမည်ပြည့်မရှိဘူးကွာ။ကိုဟာကိုနေတာပြီးတော့ဒီလောကထဲကိုကိုရီးယားဒါပရိုဂျူဆာဆိုတာဒီလောကထဲကိုကွာအခုမှစပြီးတော့လှုပ်တဲ့လူလှုပ်တဲ့လူတယောက်အနေနဲ့အဲတော်တော်ကြီးကိုလဲစိတ်ပြတ်မိပါတယ်။ဒီလိုဟိုလူမျိုးတွေချောင်းပေါ့နော်။အဲအလောက်ကိုကောင်းကောင်းမွန်မွန်မလှုပ်တဲ့လူတွေအတွက်ကြတော့ကိုယ်အဲကိုယ်ပတ်ပြီးတော့သိရမို့လားဒါမျိုးကြီးတွေပေးတာကြတော့အရန်စိတ်ပြတ်စရာကောင်းပါတယ်။ကျမအခုလက်ရှိဆိုရရှင်ပရိုဂျူဆာလုံးဝလှုပ်ချင်တဲ့စိတ်တည်းမရှိ ိဘူးလေတိလာတော့ဟိုကလှုပ်ချင်တဲ့စိတ်ကိုမရှိတော့တော်တော်စိတ်ပြတ်သွားတာကျမကလာလိန်လို့မရဘူးဆိုတာကျမပြောချင်တာလိန်တဲ့လူဆိုကျမ fight မှာပါလို့အာလာပြောတာတင်ရောက်မှချန်ပေးမှာမဟုတ်ပါဘူးအကုန် fight မှာပါဒီတက်တေတွေရောဒီလိန်နဲ့ဒီ director ရောပြောချင်တယ်နင်တို့လှုပ်တာလူမှားနေပြီလို့တိလာရှင်နဲ့အောင်လာမလုံးနဲ့မရဘူးလို့တက်တေတွေလည်းအကုန်ရှိတယ်အကုန်လုံးလည်းတရားရုံးမှာလည်းတင်ထားတယ်အမားတို့သူတို့တွေဒီ character တွေနဲ့အမားတို့ညှိနှိုင်းမှုပြုလုပ်တဲ့အချိန်မှာလည်း သူ့ဘက်ကနေပြီးတော့တက်တည်ပါတယ်အမားဘက်မှာလည်းတက်တည်တွေပါတယ်အမမန်နေဂျာတယောက်ပါတယ်အမရဲ့တက်တည်တချို့လူပါတယ်အဲဒီ character အဒီဒီဒီဆက်လက်ဆက်ညွှန်းရေးတဲ့ကိုဆောင်းပိုင်တို့လည်းပါတယ်အားလုံးစုံညီပြီးတော့လည်းညှိပြီးပြီးအဆင်မပြေဘူးအဆင်မပြေမှုကိုပဲရွေးချယ်တယ်ပေါ့နော်အဲ့ဒီအတွက်ဟိုခံမောလို့နော်ခံမောလို့ပဲပြောချင်တယ်အဲ့ဒီအတွက်လေဒီ character ဘက်ကတက်တည်ဆိုလို့ရှိရင် ဒါကွာလူအရန်အတိများတဲ့လူကင်မရာကြီးလဲငှားစားတယ်เนาะရှိသမျှစပစ္စည်းတွေလဲအကုန်ငှားစားတယ်နည်းနည်းပါးပါးလေးအေးပြောမယ်ဆိုတာမျိုး မရှိဘူးရမလားဆိုတဲ့အထာမျိုးတွေနဲ့ညင်နေတော့လေအေးကျမရှင်နဲ့ fight မှာပါလို့เนาะတတိယပါညင်နေတာ တရားပါငြိမ်းနေတာသူ420နဲ့ဟိုဟိုကပေါ့ဗောနော်တရားခံက420နဲ့တရားဆွဲထတာသူကတက်တိတ်ပါတယ်ဆိုတာကိုမသိရလားမသိချင်အောင်စောင်းနေတာလားဒါမှမဟုတ်ရလို့လောက်တာလားရလို့လောက်တာလားဆိုလို့ရှိရင်တော့လူမှားနေပြီလို့သိလားရုံးချင်းမတိုင်ခင်ပေါ့နော်ရုံးချင်းမတိုင်ခင်ကိုအရှိပိုင်းမှာညှိကရှိရဲ့ရှိရဲ့ဆိုတော့เออติ้ง130ကိုကျမက30ခမယာယူသွားလိုက်เนาะရှော့ပေးလိုက်မယ် တရားဟူတော့ငါပြန်ယူမယ်တရားဟူတော့မှသူ့ကိုငဲ့ညာတော့အားဖြင့်ဒီဟိုအမှုပိတ်ပေးတဲ့အချိန်ကျရင်90ယူမယ်နောက်3လနေ90ယူမယ်လို့အဲအဲလိုမျိုးတွေပြောပြီးသွားပြီပြောပြီးသွားပြီဥစ္စာကြီးကိုလက်ရှိအချိန်ထိကအမှုရှိခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမကလည်းရှိမှာပါလို့ဟိုကျမစစ်ပြီးပြီပေါ့နော်ဟိုတစ်ဘက်ကစစ်ပြီးသွားပြီစစ်ပြီးတဲ့ကျမစစ်ပြီးတဲ့ဂျားထဲမှာညှိတာညှိတာဆိုတော့ဒီရက်ထဲပဲပေါ့နော်ဒီရက်ထဲပဲညှိတဲ့ဥစ္စာကို ဟိုဥစ္စာပေါ့နော်ဒီရက်ထဲပဲညှိတဲ့ဥစ္စာကိုကျွန်မက22ရက်နေ့ကိုမတိုင်ခြင်းဘူးတကယ်လို့ခြားထဲမှာပြီးခြင်းနေဆိုလို့ရှိရင်တော့ကျွန်မဘက်ကလည်းရှော့ပေးပြီးသွားပြီအဲ30လဲရှော့ပေးပြီးပြီ100ကိုလည်း50 50ဖြတ်ယူမယ်ကျန်နောက်ထပ်90ကို3ကနေယူမယ်လို့လည်းကျွန်မပြောပြီးသွားပြီအဲ့ဒါကြီးကိုလည်းအဲသူကအမှုရှေ့ကျင်နေဆိုလို့ရှိရင်တော့ကျမကနောက်ပိုင်းရုံချင်းရှိတိုင်းမီဒီယာတွေအကုန်ခေါ်မယ်ကျမရအောင် fight ပါမယ်လို့ เนาะဒီလောကထဲမှာလဲဒီလိုဟိုလိန်တဲ့လူမျိုးတွေနှက်ပတ်နေတဲ့လူတွေလူတွေဟို မရှိအောင်လောက်ပါမှာလောက်ပါပါ